ဘေးမှာရှာပွေတူးယူဖို့အတွက်နေရွယ်ပြီးတံမာတဲ့ပြဲဝင်းတဲ့ပြတော့ကိုတူးယူတဲ့အခါမှာအောက်ခုဖို့အတွက်တိုးတဲ့ခုတစ်ခါတည်းခေါ်ဆောင်သွားလိုက်ပါရယ်။အဒီချိန်မှာတိုးရဲကဇောကြီးတပါဟာသူရဲ့ဝိဇ္ဇာပညာကိုနောက်တစ်စစ်တောင်းစုပြီးတော့တိုးရဲမှာလုံကြုံတဲ့နေရာတစ်ခုခုရှာပွေပြီးတော့ထုံကူဖို့ဖို့ဝင်ပါရယ်။တုံဂူဘီကြံရင်းနေခဲ့တဲ့လာတာရွယ်ရုပ်ကျွင်းကလည်းပဲအဲ့ဒီနေရာမှာပဲရနံ့သင်းစွာနဲ့တန်နေခဲ့ပါရီ ိမ့်မကြခင်မှာပဲဖွင့်နည်းနဲ့ဒူလိုက်ပါလာကြတဲ့ပြဲဝိနဲ့ပြဲတော်နီကုနေအောင်ဟန်ခူဆန်ပင်ဖွေတိုင်းနဲ့စားချင်းစပွဲရနံ့ကိုရတော့ကြောင့်အနက်လိုက်ဟာဘကူတော်ပြီးရှာဖွေကြည့်ကြရတော့ကနေပြီးတော့သူဆန်နဲ့ဇော်ကြည့်ဖွေတော်ကိုတွေ့လိုက်ကြရပါတယ်အဒီခါမှာပြဲဝိနဲ့ပြဲတော်ညီကနေအောင်ဟာစောကြီးဖူးဝင်သားဟူဘာမှမသိကြတော့ကြောင့်ဖုန်ကြီးကိုလှန်ခေါ်ပြီးတော့မိလိုက်ကြပါတယ်။အဒီချိန်မှာ ဖုန်ကြီးက တဟာဇောဂျီဖူဝင်နာဖြစ်တဲ့ဇောဂျီဖူဝင်နာဘူးဇာယင်စင်နွန်ဆဲဇီအာမန်ဂျီတဲ့ဂါယောတိတ်တီကူပေါတယ်။မိုင်းရှိဝေလာလာတဲ့ခရီးတွေကိုအချိန်ခဏလီတွေးမှာပဲ။တွာလာနိုင်စွဲရှိတယ်။ပြီးတော့ဒါလန်ပြည့်ရဆိုပြီးတော့ဖုန်ကြီးကရှင်းပြလိုက်ပါရဲ့။ ခွန်ကြီးကအခုလိုတွေးကြလာတဲ့ခါယတိတ်ကြီးပေါ်တဲ့ဇောကြီးဖိုးဝင်နောက်ဘူးတူအနာဘူးမီတထုံကြီးကိုအုပ်ချုပ်တဲ့မနုဟာဘရင်ကြီးနဲ့သာထိုက်တန်တယ်ဆိုပြီးတော့ပြောဆိုလိုက်ပြရနဲ့ခွန်ကြီးကြောင့်ရှီအောင်ဘူးယူဆောင်လာစီလိုက်ပါရဲ့ခွန်ကြီးကြောင့်ဘူးပြန်ရောက်လာကြတော့ဖွန်ကြီးကရဝိနဲ့ပြတ်သားညီကိုနောက်ဘူးဇောကြီးဖိုးဝင်နောက်ဘူးကြောင်းမှာပဲဆောက်ရှောက်ဘူးနေခဲ့စီပြီးဖွန်ကြီးတပါးပဲမနုဟာဘရင်ရှီအောင်ဘူးဇောကြီးဖိုးဝင်နာရရှိခဲ့ကြောင်းတည်င်းပေးဖို့ဘူးအတွက်ကြွားရှိတွားလိုက်ပါရဲ့ စောကြီးဖွင့်ဝင်တော့ကိုစောင့်ရှောက်ပြီးကြတဲ့ဗျာဝိနဲ့ဗျာဒါနီ